အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အားလုံးကြိုက်တဲ့ပဲရုပ်မီလေးကိုတင်ပြပါမယ်ပထမအုံးစုနေနဲ့အရင်ကဒီပဲလေးတွေကိုရေစိမ်းထားပြီးတော့၃ရက်လောက်ပင်လေးတွေထွက်လာအောင်လို့ခါထားပေးထားပါတယ်ဒီကြားထဲမှာသတိပြုရမှာမပုတ်သွားအောင်လို့သတိပြုရမှာပါဒီလိုနေထားရောက်ပြီဆိုလို့ရှိရင်အရင်ကပေါင်းရဲမထိုက်ခင်မှာအရင်ဦးဆုံးရေလေးနဲ့နည်းနည်းလေးညီနဲ့လေးပြောင်းဆစ်လိုက်တယ်ပေါ့နော်ပြီးတော့

ချိုရတာအရန်ကဲသွားတာပဲငင်းမြာရတာအရန်များသွားတာဆိုတာအရန်များတာမဖြစ်ရပဲနဲ့ကိုပြုတ်မဲ့ပဲပြုတ်အနေထားပုံမူတည်ပြီးတော့ချိုးစားမှန်အောင်ထည့်ဖို့လည်းလိုအပ်ပါတယ်ပဲပြုတ်ဖို့အတွက်အစာပလာတွေထည့်ထားပြီးဆိုလို့ရှိရင်တော့ပဲပြုတ်သေးကိုရေပဲမြုပ်ယုံလောက်ပဲထည့်ပါမယ်ရှင် အရင်ရဒီနေရာမှာအရင်ရပဲနေထားနေဆိုလို့ရှိရင်ရေ750 ml လောက်ထည့်ပါရရှင်။သူ့ရဲ့ပဲအနေထားပုံမူတည်ပြီးတော့ထည့်ရပြတဲ့ကြောင့်မို့အရင်များသွားရင်လည်းပျော့သွားနိုင်ပါရဲ့။ရေနေလို့ရှိရင်လည်းတအားမှာသွားနိုင်တယ်ပေါ့နော်။ချိန်ဆပြီးတော့ပဲပြုတ်အောင်နေထားလောက်ပဲထည့်ပါရှင်။ ားလုံးစနစ်ဖြစ်သွားပြီဆိုလို့ရှိရင်เนาะပုံမှန်ကိုထမင်းချက်တဲ့နေသားတိုင်းမဲ့ထမင်းအိုဘပောင်းထဲမှာထည့်ပြီးတော့ထမင်းချက်တဲ့အချိန်စတိုင်းမဲ့ဆက်ပေးလိုက်ရင်ရပါပြီ။ပဲပြုတ်လေးရသွားပြီဆိုလို့ရှိရင်เนาะပုံမှန်တက်လာတဲ့သူ့ရဲ့ပဲခွန်လေးတွေကိုဖယ်ပေးရမှာပါ။ဒီလိုမျိုးလေးအလွယ်တကူလေးဖယ်ပေးလိုက်ရပါတယ်ရှင်။ပဲခွန်လေးနဲ့ပဲစီလေးနဲ့မျိုးတော့အောင်သတိထားဖို့လည်းလိုအပ်ပါတယ်။ ခုဆိုလို့ရှိရင်တော့သမင်းစီစမ်းလေးနဲ့ပဲစားစားကြက်သွန်နီလေးနဲ့ပဲတုံးစားစားအရန်စားလို့ကောင်းတယ်။အပြည့်ကိုလည်းရရှိတော့ပါပဲရှင်။